ုံနဲ့ကြည့်ရတာပလောင်မကအရွယ်ရောက်ပြီးသားဗဒက်ပလောင်ဗဒက်မှန်တယ်များနော်နှိမ့်စာသဘောနဲ့ကိစ္စချောပုံလို့ဘယ်နေရာမှာပဲကြားရကြရခလေးတွေပဲတည်နေရဆိုတော့တပတ်ဟုတ်တက်ရောက်တယ်နော်ဆိုတော့ပါပလောင်တက်တက်ပြန်ထွေးအုပ်ယုံနေရက်ွက်အုပ်ချုပ်ရမှုယုံနေဆိုတာလက်နဲ့မဲ့နေတဲ့လက်နဲ့ကင်ထားခြင်းမရှိတော့လက်နဲ့မဲ့ရတားပြည်သူတွေကိုတယောက်ပြေဆိုးမှုအောင်လှုပ်ဆောင်ပေးတဲ့နေရာအရတားပြည်သူအများပြည်သူတွေသက်ဆိုင်တဲ့နေရာ လက်နက်ကင်စစ်တပ်မရှိသောလက်နက်ကင်ရဲတပ်ဖွဲ့မရှိသောလက်နက်မဲ့အရက်သားပြည်သူတွေနေတဲ့နေရာဒီလက်နက်မဲ့အရက်သားပြည်သူတွေကိုတရားဥပဒေစိုးမိုးအောင်ဝန်ဆောင်မှုပေးတဲ့နေရာအများပြည်သူသက်ဆိုင်တဲ့နေရာကိုခမားတို့ကအစီရေပြတ်မှတ်ရှိခုကိုတိုက်ခိုက်တယ်ဆိုပြီးစီရေပြတ်မှတ်လို့တတ်မှတ်ပြီးခမားတို့စီရေပြတ်မှတ်လို့တိုက်ခိုက်တယ်ဆိုရင်အဲ့ဒါစစ်ရဇွဲမှုမြောက်တယ်အဲ့ဒါအကြမ်းဖက်မှုဖြစ်တယ်ခမားတို့ဒီအရက်သားပြည်သူတွေကိုစီရေပြတ်မှတ်အဖြစ်အတုံးချပြီးတိုက်ခိုက်နေတဲ့ အကြံပေးခွဲတာဖြစ်တယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထွေအုပ်ဝန်ထမ်းနဲ့အုပ်ကြီးတွေကိုတက်ဖြတ်ခြင်းကစစ်ရဆိုးမှုမြောက်ကြောင်းပလောင်ပတက်တပုံတွေကိုမပူတူတတိပေးလိုက်တည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာ။မင်္ဂလာပါဒီပြည်စီကတင်ရဖို့ဖတ်ရမယ်။ဆောင်လုံးပါတဲ့စင်ကာပူမှာပေါ့နော်မြန်မာအင်ကူမျိုးသမီးတယောက်ကအင်ရှင်ရဲ့ဘန်ကောက်ထဲကနေပတ်စံကိုထုတ်ယူတုံးဆွဲတဲ့အတွက်ထောက်တယ်ချမှတ်ခံရပါတယ်မြင့်မော်ပေါ်စကားငှားပြောရရင်အဲ့ဒါဆောက်ရေးကြီးလို့လားအမျိုးသမီးတယောက် မိမတယောက်ပဇံဘန်ကောက်နေတာပဇံထုတ်ပြီးလို့ထောက်ကြတာရေးကြည့်ခွင့်ကျင်လို့ပြီးတော့တင်းပြနေတယ်အဲ့ BBC အချင်းဆိုင်တဲ့ဖြီးတိမ်မှာဘာသာရေးလူမျိုးရေးစပွဲတွေဖြစ်နေတာဘာလို့မပေါ်ပြရေးတာလဲခင်ဗျားတို့ဘာလို့ဗဇက်ပေါက်ပိတ်နေကြတာလဲခင်ဗျားတို့ဘာလို့ကြောက်နေကြတာလဲအခုလက်ရှိ UK မှာဆန္ဒပြနေကြတာအားလုံးသိတယ်နော်အားလုံးသိတယ်ခိုးဝင်ပေးကလေးတွေအရင်ကပတ်သက်ပြီးတော့အကြီးအကျယ်ဆန္ဒပြနေကြတယ်ဘာသာရေးလူမျိုးရေးပြစ်ပတ်ကဖြစ်နေကြတယ်နော် အဲ့ဒီမှာသူတို့မန်ချက်စတာမြို့မှာဆိုလို့ရှိရင်လေဂျူးတွေရဲ့ဖះကြောင့်ဂျူးတွေရဲ့ဖះပွဲတော်ဘာသာရေးပွဲတော်ကိုကားနဲ့ဝင်တိုက်ပြီးဒါနဲ့ဝင်ထိုးလို့ပြိပခါတွေဖြစ်နေတယ်။လက်ရှိမှာဟိုဟာခိုးဝင်ပင်ပလီတွေကသူတို့နိုင်ငံသားခွင့်ရည်တွေခွင့်ရည်တွေတောင်းများစွာတောင်းနေသူတို့ရဲ့ရှယ်ရီယာဥတည်ကိုအတည်ပြုပြဋ္ဌာန်းပေးဖို့တောင်းဆိုနေတဲ့အတွက်ဂျီတိန်မှာရှိတဲ့သူတို့အမျိုးသားရေးပါတီတွေနဲ့လူမျိုးရေးပြိပခါဖြစ်နေကြတယ်။ ဒီလေတခုလဲလာမဟုတ်ဘူးဂျာမနီမှာလဲထိုးနေလကောင်းပဲဥရောပသမဂ္ဂဆိုလို့ရှိရင်လည်း EU မှာရှိနေတယ်တရားမဝင်ကလေးတွေအကုန်လုံးကိုပိတ်ပြီးတော့ခိုးဝင်ပိတ်ကလေးတွေအကုန်လုံးကိုပြင်းနေတယ်ပြင်းတယ်ဆိုတာမျိုး EU မှာဆွေးနွေးတင်ပြနေကြတယ်ဒါတွေကနော်ခရစ်ယာန်တွေနဲ့မွတ်စလင်အစ္စလာမ်တွေရဲ့ဂျာမှာတကြောပြန်ခရုစိတ်ဘာသာရေးစပွဲဖြစ်နိုင်တဲ့အထိပိတ်ပခါကဒီနေ့တထွားကြီးထွားနေတယ်တနေ့တခြားကြီးထွားနေတယ်ဘာလို့ BBC မပြောရဲတာလဲဘာလို့ပါဇက်ပေါက်ပိတ်နေတာလဲ BBC ဘာလို့ကြောက်နေတာလဲ ခင်ဗျားတို့ရုံးဆိုင်တဲ့နေရာမှာအဲ့ဒီလိုမျိုးတကြော့ပြန်ခရုစိတ်ပါလာရေးစပွဲထီတော်ဥတည်သွားနိုင်တယ်လူမျိုးရဲ့ပြီးပခါရီသူများနိုင်ငံတွေကိုခိုးဝင်နေတဲ့ဝက်မစားတွေကနော်ကလပ်အုပ်ပုံရင်လိုပဲအင်ရှင်လိုဘလို့အနိုင်ချင်းလူပေါင်းဝါနေတယ်ဆိုတာခင်ဗျားတို့ဘာလို့မပြောရတာလဲအဲ့လိုကိစ္စမျိုးကျမတို့မြန်မာပြည်မှာဗုဒ္ဓဘာသာနဲ့တခြားဘာသာနဲ့ဖြစ်ကြည့်ခရီးစိတ်အတွင်းကြအသေးစိတ်ကစားခေါင်းစဉ်တစ်မျိုးပြီးတစ်မျိုးရှိပြီးအဲ့ဒီ BBC ကဖွားလိုက်ပြီအဲ့ဒီ BBC ဝါဒမှိုင်းတိုက်မှာတည်ကြတယ်နော်ဗုဒ္ဓဘာသာနဲ့တခြားဘာသာနဲ့ဖြစ်ကြည့်ဗုဒ္ဓဘာသာကိုအစွန်းမရောက်ရောက်အောင်မျိုးစုံနဲ့မီဒီယာအင်အားနဲ့တွန်းပို့ ဒါပေမဲ့ပို့စားလို့မှာအင်ကိုမျိုးသမီးတယောက်လေးဘန်တတိယဘန်ကောင်းနေပတ်စံထုတ်ယူလို့ထောင်ကြတာတော့တည်ပြီးတော့သူတို့ UK မှာဒီလောက်တမျိုးလုံးဒီမှာဆန္ဒပြနေတာじゃ BBC တခုမှမဟာရဲကိုကြောက်နေကြတယ်မြန်မာပြည်သူလူထုပေါ်မှာထားရှိတဲ့ VOA ရဲ့ BBC ရဲ့ RFA ရဲ့ TVB ရဲ့စေတနာမြေတာဆိုတာပါလေဒီလူတွေကမြန်မာပြည်ကိုတကယ်ချစ်တာလားမြန်မာပြည်ကိုသွေးခွဲရင်တိုက်နေတာလားခင်ဗျားတို့သိတယ်နေ မြမပြည်ကိစ္စဆိုလို့ရှိရင်စစ်တပ်ကိုမုံတီးရေးလောက်ရမယ်စစ်တပ်နဲ့ပြည်သူကြောင့်မှတက်ရှုသွေးခွဲရန်တိုက်ရမယ်မြမပြည်မှာဗုဒ္ဓဘာသာကိုအဆုံးရောက်ဖြစ်အောင်ဗုဒ္ဓဘာသာကိုနာမည်ဖျက်ရမယ်ကိစ္စမျိုးဆိုရင်ဟိုးတော့ကြုံအောင်ကြလူသူမနီတော့ကြီးတောင်ကြီးကတရင်ငါစာအကုန်ရတယ်အကုန်တို့ဖို့ပြရတယ်တို့နေထိုင်ရရုံးဆိုင်ရလန်နေမျိုးလည်းကောင်မှဖြစ်နေတဲ့တရင်တွေကြောင့်ဖုံးပွဲထားကြတယ်တို့ခွက်ပြောက်မှာဆိုလို့မြောင်းနေရောက်မှာဆိုတဲ့အတွက်ကိုကိုကျိုးစည်းပွားအတအတွက်မြမပြည်ကိုနှီးမျိုးစုံနဲ့ဝါဒမိုက်တယ်နေတယ်အနည်းဆုံးဖြစ်စဉ်တစ်ခုပြောမယ်ပြီးခဲ့တဲ့2024ကချင်းပြည်နယ်မတူပင်မြို့နယ်လောင်ထားတလန်ကျေးရွာမှာ မာရာအေဝံဂေလိဆိုတဲ့ခရိယန်အသင်းကနေပြီးတော့ AD လို့ခေါ်တဲ့ခရိယန်အသင်းကိုပြောင်းလို့ခရိယန်ဘာသာကိုမှပဲနော်ခရိယန်ကနေဗုဒ္ဓဘာသာကိုပြောင်းတာမဟုတ်ဘူးခရိယန်ကနေမွတ်စလင်အစ္စလာမ်ကိုပြောင်းတာမဟုတ်ဘူးခရိယန်ကမှမာရာအေဝံဂေလိဆိုတဲ့ခရိယန်ခိုင်းကနေ AD ဆိုတဲ့ခရိယန်ခိုင်းကိုပြောင်းနေတဲ့အတွက်အဲ့ဒီလောင်ထန်းတလန်ကြီးရွာမှာရှိတဲ့အိမ်နောက်စုစေစုကိုရွာထဲကနေကြွားပြီးမောင်းထုတ်လိုက်တယ်ဘယ်သူတွေကမောင်းထုတ်တာလဲဆိုတော့ long to pdf မာရာ cdf pdf ဆိုတဲ့အဖွဲ့တွေက ဲ့ဒီမိသားစုဆယ်စုကိုသူတို့ရဲ့အိုးအိမ်ချမ်းမြေသူတို့ရဲ့တောင်းရည်အကုန်ပိုက်စားမှုအကုန်ထားခဲ့ရပြီးတော့သူတို့တည်နိုင်တဲ့များအဝိစားနဲ့ဥခွက်လေးတွေခေါင်းပေါ်ရွက်ပြီးတော့ခလေးတငယ်တွေလက်ဆွဲပြီးတော့ရွာထဲကမောက်ထုတ်ခဲ့ရတယ်။သူတို့ပိုက်ဆိုင်မှုတွေအကုန်လုံးကိုတိတ်ပလိုက်တယ်။ဒီကိစ္စ PPC မပြောရဲဘူး။ VOE မပြောရဲဘူး။တခြားပြည်ဖက်နေရာတွေမပြောရဲဘူး။လက်ရှိမှာဗုဒ္ဓဘာသာကိုနင်းမျိုးစုံပုတ်ခတ်နေကြတဲ့ online အားချောင်းကောင်တွေတကောင်မှမပြောရဲကြဘူး။ဒီကြောင့်ရောက်ကိုအရင်ကအခုကိုပြောခဲ့တာကျမဘဘုဒ္ဓမဟာသူတယောက်ထဲပဲပြောတာ။ကျွန်တော်တို့မပြောရဲကြဘူး။ အဲ့ဒီကိစ္စမျိုးကိုဗုဒ္ဓဘာသာကနော်ငါတို့ဗုဒ္ဓဘာသာကနေတခြားဘာသာကိုပြောင်းလို့ဆိုပြီးတော့အဲ့ဒီလူတွေကိုအခုသူတို့လောက်တော်မျိုးဗုဒ္ဓဘာသာကတခြားဘာသာကိုပြောင်းလို့နင်တို့ရဲ့အိန္ဒိယချိုင်းတွေယာတွေပိုင်ဆိုင်မှုတွေတိတ်နေနင်တို့ကိုရွာပြန်ထွက်ဆိုပြီးနှင်ထုတ်လိုက်လို့ရှိရင်ကျင်းပေးပေါ့အဲ့ဒီပြည်ဖြတ်မီဒီယာအကုန်လုံးခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့အားကြိုးမှန်တဲ့ဟိုခေတ်ကနိုင်ငံဆိုတဲ့အကောင်နော်ဟို KAI ရက်ွက်ထဲလှည့်ပြီးသူများစောက်တင်းပြောတော့မျက်စာနဲ့မျက်နှာနဲ့ပြောလိမ့်မယ်နော်ဘုံကြုံနေအမျိုးရုပ်တွေ နိုင်ငံတကာမှာရောင်းဆောင်ပေါ်မှာနေတဲ့ရန်ပြည်မြတ်တော်တို့နော်ဇမင်သားလေးတန်းနဲ့လက်ဖြောက်တစ်ချက်ချက်လက်ဖြောက်တီးတီးပြီးတော့ပြည်လမောင်းနေဆိုရယ်လက်တီးလမောင်းတန်းပြီးတော့ရေးကြီးခွင့်ကျဲလုပ်ပြီးတော့နော်ခွင့်နေစီလိုဟာမျိုးတွေကပြောလိမ့်မယ်ပြောလိမ့်မယ်အကျင့်တွေပေါ်သူတို့အကုန်လုံးဝိုင်းပြီးပြောကြမှာနော် RCD ပဲလို့ရှိသမျှဘုံကျုံအမျိုးယုံမှန်သမျှဗုဒ္ဓဘာသာကအဲ့ဒီလိုလုပ်ကြည့်ပါဗုဒ္ဓဘာသာကိုညီမျိုးစုံစော်ကားမှာပုတ်ခတ်မှာဒီကောင်းနေဒါပေမဲ့ခရီးရကြတော့သူပြောရဲ့ဗဇက်ပေါက်ပိတ်နေကြတယ် BBC အပါဝင်အဲ့ဒီ online ကလေလိုင်းတန်လို့တက်သမားတွေကတတိယရဲသွားကြတယ်နော်ညီပြင်းမှာတကယ်စက်တိုက်နေတဲ့ဖေးရဲတွေတော့သူတို့လောက် မယုံပါဘူးတချို့ PDF တွေက PDF ဆိုပေမဲ့အကုန်လုံးက PDF မှန်တမ်းများကလူလုံးမကြီးပဲမဟုတ်ဘူး PDF ထဲမှာလည်းမကောင်းတဲ့အများကြီးရှိတယ်တချို့ PDF တွေကတို့တို့ယုံကြည်ရတော့တို့အသက်ပေးပြီးတိုက်ကြတာတခြားယုံမှလို့ရစိတ်တဲ့တခြားလူတွေနဲ့အခုလည်းရှိ online တန်လေးသက်သမားတွေနဲ့ဆိုင်တို့စိတ်တဲ့ကမုံမြက်သေးတယ်တို့လည်းတို့ယုံကြည်အောင်ရက်တည်တာကိုရီးယားလည်းကိုရီးယုံကြည်အောင်ကိုရီးယက်တည်တာနော်ရက်တည်ချက်ချက်မတူပေမဲ့အဲ့ဒီ PDF ထဲမှာလည်းပဲစိတ်တဲ့မြင့်မြတ်တဲ့လူတွေရှိသေးတယ်အခုလောလောဆယ်မှာသူ့ကိုယ်သူတက်ပြီးတော့သူ့ကိုယ်သူတည်ချောင်းကြံပြီးတော့တည်တဲ့စာရေးသွားတယ်ယူသားစွာတော်လန်ချပါအောက်ခြေပြည်သူတွေရဲ့အသက်အရှက်သိခါကိုချမှတ်င်းပါလဲဆိုတဲ့ဒီ PDF ကြာရေးတည်ရမှုဆိုရင်ကောင်းလို့မယ်။အပီတီအထဲမှာလူစိတ်ရှိတဲ့ဟာတွေကအများကြီးရှိတယ်။ဆိုတော့မြေပြင်မှာတကယ်တိုက်နေတဲ့ပီတီအတွေချေအဲ့ဒီ line မော်ကမြောက်ပေးနေတယ်။နိုင်ငံခြားကမြောက်ပေးနေတယ်။နေလိုက်တန်လူသက်သမားတွေကပုံပြီးဆောင်းကြွတယ်။သူတို့စိတ်တက်ကပုံပြီးအောက်တန်းကြတယ်။နော်ဆိုတော့ဒီလောက်ဆိုရင် BBC အပေါ်ဝင်ပြည်ဖြတ်မီဒီယာတွေနဲ့အဲ့ဒီ online တန်လေ line တန်လုံသက်သမားတွေကမြန်မာပြည်ပေါ်မှာဘယ်လောက်ထိကျုံမာနေသလဲဗုဒ္ဓဘာသာကိုကြနှီးမျိုးစုံ နာမည်ဖြတ်သိခဖြတ်ဗုဒ္ဓဘာသာကိုအမည်ဖြတ်နေပြီးမယ်ခရစ်ယာန်နဲ့ပတ်သက်တဲ့အခါအစ္စလာမ်နဲ့ပတ်သက်တဲ့အခါဘယ်လိုရင်ကုန်နှုတ်ပိတ်ကြောက်ချီပန်းနေကြသလဲဆိုတာခင်ဗျားတို့သဘောပေါက်မယ်ထင်ပါတယ်။မြန်မာဘာမျိုးတွေဒီနေ့လာချင်းနေတာဖြစ်ရကြောက်ပါရှင်။အေးကိုအစိုးရပြည်လက်ခံဖို့တဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုအရက်ခက်ဖွင့်စီပေါင်း200ကျော်ကရေးသားတောင်းဆိုလိုက်ပါတယ်။အေးကိုအစိုးရပြည်လက်ခံဖို့ ချိန်မှာလည်းပဲကုလသမဂ္ဂကိုတောင်းဆိုပါတယ်လို့ကိုနိုင်ငံကိုတောင်းဆိုပါတယ်ဒီနိုင်ငံကိုတောင်းဆိုပါတယ်အရက်ဖက်အခွင့်အရေးပေါင်း200ကျော်ကတောင်းဆိုပါတယ်ဘယ်ပုဂ္ဂိုလ်ကတောင်းဆိုပါတယ်ဘယ်လူကြီးကတောင်းဆိုပါနဲ့တောင်းဆိုရင်နေလန်းလိုက်ဖို့ပဲခင်ဗျားတို့တောင်းဆိုတာရေများနေနေဆက်ဆုံးဖြစ်စဉ်ကိုပြောပြမယ်တမူပါခဖဆယ်ကောင်ကိုအိန္ဒိယစစ်တပ်နေချားဆောင်တပ်ကပြစ်တက်လိုက်တယ်မသားရင်နောက်တမပြန်ပြီးတယ်စင်တကောင်လုံးတွေ့လာအောင်စင်ချရရှာတဲ့ဇင်းမောင်ကပါပြောလေ တမူပါခပါဆိုင်ကောင်အသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့တရားမျှတမှုအမှန်တရားပွင့်လင်းမြင်သာမှုကိုအိန္ဒိယအစိုးအိန္ဒိယဆွေးရထံကိုစာရေးပြီးတော့တောင်းဆိုထားပါတယ်။နော်ဆိုတော့ ခမတို့ကဟိုတောင်းဆိုတယ်ဒီကိုတောင်းဆိုတယ်ပဲပြောတာခမတို့ရဲ့တောင်းဆိုချက်တွေကိုအဲ့ဒီကာယကံရှင်တွေကဘယ်လိုတုံ့ပြန်လိုက်တလဲဘယ်လိုပြန်လဲဖြေချလိုက်တလဲဆိုတာကြမပါအောင်နော်အခုဆိုလည်းပဲတမှုပခပဆယ်တောင်းကိုအိန္ဒိယနေသားဆောင်စစ်တပ်ကပြစ်တက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဇင်မာအောင်တောင်းဆိုတာ၃လတောင်ပြည့်တော့တယ်အခုချိန်ထိဖြေရှင်းချက်မလာဘူးနော်ခမတို့ဖြစ်ကဘာနဲ့တူလဲဆိုရင်ကိုတချင်းတို့ပဲအစာရီထားတယ်မဖက်မဖက်မကြည့်ပဲ 见路标你家碰的里个是对无一呀变吧谁那姑娘那个都不不来路呗ငါစာရေးရေးထားရင်လည်းဖတ်ပါဖတ်ကြည့်ပဲငါတော့စာရေးအများကြီးရေးပြီးကုလသမဂ္ဂကိုတောင်းဆိုလိုက်နိုင်ငံတကာကိုတောင်းဆိုလိုက်နေရအဲ့ဒီစာရေးမဖတ်တော့ငါမှစိတ်နဲ့ကိုယ်နဲ့မကက်တော့အဲ့လိုဖြစ်သွားတာပေါ့နော်။နောက်ဆိုတော့အာခင်ဗျားတို့အဖြစ်ကအဲ့ဒီဂျူးရဲ့သချင်းလိုပါပဲလို့နောက်ထပ်က ိရင်နီမှာတဲ့ဆစ်ရှောင်းလည်းအလဘေးဆိုင်နိုင်တယ်လို့ကိရင်နီလူခွင့်ရေးစောင့်ကြည့်တဲ့အခွဲကပြောပါတယ်တော်တော်ချာလူလန်တဲ့အခွဲပဲကိရင်နီလူခွင့်ရေးစောင့်ကြည့်တဲ့အခွဲတော်တော်ကိုချာတူးလန်တဲ့အခွဲခင်ဗျားတို့ကအခု2025ဆယ်လပိုင်းကျောင်းမှာပြောတာကျွန်မက2023 2024တည်းကတရားပြည်နယ်မှာငွေပေးဆိုင်တော့မယ်တရားတပင်းနယ်လုံး D state ဖြစ်နေပြီလို့ကျွန်မပြောခဲ့တာကျွန်မတို့ကမဟာသိပြောခဲ့တာ မားတို့တွေတစ်လေးလုံးစစ်စင်ရေးဆိုပြီးတော့တစ်တုံညာနှစ်ခုကိုအားကြပြီးတရားတပြည်နယ်လုံးကိုတိမ့်မဲ့လမ်းများအလုံးနေပြီးတော့တို့ဆိုပြီးမာဝီနဲ့မင်းကိုနိုင်နဲ့နေမျိုးစင်နဲ့အယူထတွေကကြမ်းတပြည်ထားကန့်တွင်လူ၅ဦးအထက်စုဝေးခြင်းမပြုရစီကံချက်စစ်ကော်မရှင်ထုတ်ပြန် ကချင်ပြည်နယ်ဖားကတ်မှာလူ9ယောက်ထက်စုဝေးခြင်းမပြုရစီကံချက်ကိုဖားကတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကအောက်တိုဘာ၈ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ဖားကတ်မြို့မြို့နယ်နယ်နိမိတ်တွင်းမှာရှိတဲ့လူတချို့ဟာပြည်သူတွေရဲ့လုံခြုံရေးတရားဥပဒေစိုးမိုးရေးတည်ငြိမ်ရေးနဲ့ရက်ရွာအေးချမ်းသာရရေးကိုထိခိုက်ပျက်ပြားစေဖို့ပြုမူဆောင်ရွက်နေတာတွေ့ရတယ်လို့စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဆိုပါတယ်။ ဒီအတွက်ကြောင့်ဖားကန်းမျိုးနဲ့တွင်ရှိရက်ွက်ကြီးရွာအုပ်စုတွေမှာစုဝေးခြင်းဟောပြောခြင်းရုပ်တမျိုးမျိုးအသုံးပြုပြီးတော့ဖြစ်စေလူကိုယ်တိုင်ဖြစ်စေစီတန်းလဲ့လဲ့ခြင်းနှိုးဆော်ခြင်းဖြည့်ဆည်းခြင်းနဲ့ရုံရင်းဆန်ခတ်ပြုလုပ်ခြင်းတွေကိုတားမြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်ဖားကန်းမျိုးနဲ့တွင်ရှိလမ်းမကြီးတွေအများပြည်သူသွားလာရလမ်းတွေလမ်းတွေလမ်းကြားဥယုတ်အများပြည်သူနဲ့တက်ဆိုင်တဲ့နေရာတွေမှာငါးယောက်ထပ်ပူပြီးစုဝေးခြင်းမလုပ်ဖို့အပြင် ည10နာရီကနေမနက်4နာရီအတွင်းညမထွက်ရအမိန့်ကိုလည်းထုတ်ပြန်ကန့်သက်ထားပါတယ်။စာထုတ်ပြန်တာကလေဖားကန့်တစ်ခုလည်းမဟုတ်ဘူးမြကြီးနားလည်းထုတ်တာတွေ့တယ်မိုးကောက်မိုးညင်းစသဖြင့်ကချင်ပြည်နယ်ကတခြားမျိုးတွေလည်းထုတ်တယ်လို့ထင်တယ်သူတို့ကရွေးကောက်ပွဲအတွက်အနောက်ရှက်ဖြစ်မှဆိုလို့ရွေးကောက်ပွဲလုပ်တဲ့အခါရွေးကောက်ပွဲကိုအဟန်တာဖြစ်အောင်လုပ်မှဆိုလို့အခုလိုထုတ်ပြန်တယ်လို့ပဲယူဆတယ်ဒီစာကဖားကန့်တစ်ခုလည်းမဟုတ်ဘူးလို့ဖားကန့်နယ်ခံတယောက်ကမောင်းကိုပြောပါတယ် ်နယ်လုံး face state ဖြစ်တော့မယ်တရားတပြည်နယ်လုံးလက်ရှိမှာ deep state ဖြစ်နေပြီလို့ကျွန်မပြောခဲ့တာတရားတပြည်နယ်လုံးပေါင်းလို့လူကြီး၄သိန်းမရှိဘူးလက်ရှိမှာလူကြီး၃သိန်းနေပါစစ်ပေးဒုက္ခတဲ့ဘွားကိုရောက်နေပြီထမင်းနေငတ်နေပြီလို့ကျွန်မသတိပေးခဲ့တာရှင်တို့ကမှတရင်လို့နေကြတယ်တတော်ကိုခြားတူးလန်နေဖွဲ့ပဲတရားတပြည်နယ်လည်းမထင်နဲ့အချင်းမိနယ်မှာလည်းဒီလိုပဲချင်းတပြည်နယ်လုံးပေါင်းလို့လူကြီး၄သိန်းမရှိဘူးလက်ရှိမှာလူကြီး၂သိန်းခွဲ၃သိန်းနေပါစစ်ပေးဒုက္ခတဲ့ဖြစ်နေကြတယ်နော် တချို့လူမျိုးစုတွေကချင်းပြည်နယ်မှာလူမျိုးစု53မျိုးရှိအဲ့ဒီ53မျိုးအကုန်ပေါင်းတာတော့၄သိန်းနဲ့ပြည့်ဒါကြောင့်တချို့သောတိုင်းရင်းသားမျိုးနွယ်စုတွေကချင်းပြည်နယ်လုံးပေါင်းလို့လူဦးရေ3000လောက်ပဲရှိရအဲ့ဒီ3000လောက်ကိုအခုစစ်ဖြစ်တော့1500လောက်ကတည်တယ်။ကျန်တဲ့1500လောက်ကဒုက္ခတဲ့ဘဝကိုရောက်သွားတယ်။ဒုက္ခတဲ့ဘဝမှာအငငယ်ပြက်ပြက်နဲ့နှောင်းရဖြားတွေဖြစ်ယောဂတွေဖြစ်ကုသကြဆေးဝါးမရှိလို့900လောက်ကတည်တယ်။1000လောက်ပဲကျန်တယ်။ ကျင်းပေပေါ့ချင်းမျိုးနွယ်စုတွေလူမျိုးတုံးနေကြပြီ။ခရီးပြည်နယ်မှာလည်းဒီလိုပဲတချို့မျိုးနွယ်စုတွေကတပြည်နယ်လုံးပေါင်းမှလူကြီးတစ်ထောင်လောက်ပဲရှိတာ။အဲ့ဒီတစ်ထောင်လောက်တော့ရှိတော့လူကြီးကစစ်ဖြစ်လို့တရားနဲ့ထမင်းငတ်လို့တရားနဲ့ယောဂဖြစ်ပြီးကုသရဆေးမရှိလို့တရားနဲ့လူမျိုးတုံးနေကြတယ်။ကိုလူမျိုးကိုလူမျိုးတုံးအောင်ခင်ဗျားတို့ပြန်လုပ်လေဆိုတာမမိနဲ့။နောက်ထပ်သတင်းတစ်ပုဒ်ဖတ်ကြအောင်။ပြန်လည်လေထိချုပ်ထားတဲ့မိုင်းလုံးမှာစစ်တပ်ကလေကြောင်းကနေပုံကျဲတဲ့အတွက်ခလေးတငယ်တွေပေါင်းဝင်လူ၁၀ဦးတေဆုံးပါတယ်။ နော်ဒီပလောင်နဲ့ပတ်သက်လို့ရှိရင်တက်မတော်ကဘယ်နေကဘယ်နေရာကိုပဲနှိမ့်နေပါစေခလိတငယ်တွေတည်တယ်လို့ပဲပြောတယ်ပုံနဲ့ကြည့်ရတာပလောင်မှာကအရွယ်ရောက်ပြီးသားဗရက်ပလောင်ပတ်တ်မှန်တယ်များနော်နှိမ့်စာသဘောနဲ့ကိစ္စချောကုန်လို့ဘယ်နေရာမှာပဲကြာရကြာရခလိတွေပဲတည်နေရဆိုတော့တပတ်ဟုတ်တက်ရောက်တယ်နော်ဆိုတော့ပါပလောင်တက်တက်ပြန်ပဲလို့ပြောရလိမ့်မယ်နောက်ထပ်သတင်းတစ်ခု UNDP ထုတ်ပြန်ချက် မြန်မာနိုင်ငံမှာအမျိုးသမီးပေါင်း၃ပုံလုံးတစ်ပုံဟာအလုံးလက်မဲ့ဖြစ်နေပါတယ်။အလုံးလက်မဲ့ဖြစ်နေတဲ့အမျိုးသမီးတွေဟာအမျိုးသားတွေရဲ့နှစကြော်ရှိပါတယ်။ဆိုလိုချင်တာကမြန်မာနိုင်ငံမှာအခုလူငယ်တွေအလုံးလက်မဲ့ဖြစ်နေကြတယ်။အဲဒါသွေးစွန်းငွေဖြတ်တောက်ရေးဆိုတဲ့ခနာတို့ရဲ့တပြားတလက်မဖြုတ်အုံနောက်ရေးတွေနဲ့မျက်စီတစ်စုံမကြည့်ပဲမျက်တောင်တစ်စုံကိုပဲကြည့်တယ်။သွေးစွန်းငွေဖြတ်တောက်ရေးဆိုပြီးကိုကြည့်သူရဲ့ထမင်းအုပ်ကိုရိုက်ခွဲတဲ့အကျိုးလေး။ ခမားတို့သွေးစွန်ငွေဖြတ်တောက်ရေးလို့စပြီးလုတ်တဲ့ကပက်လက်လန်တွေးထွေးကိုမျက်နာကိုကိုပြန်ကြတဲ့မြမပြီးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ရင်မြမပြီးမှာရှိနေတဲ့လူတုအားလုံးအဲ့ဒီတန်ကိုခိုင်းရမယ်လို့ကျွန်တော်ပြောခဲ့တယ်ခမားတို့ကယဉ်မမမီတာခမားတို့တထွားတမောင်ဖြုတ်အောင်နောက်နဲ့လူစင်မမီတဲ့လူရည်ပြေဖို့ပြားကိုယ်တယ်လို့နဲ့အုံနောက်နဲ့သွေးစွန်ငွေဖြတ်တောက်ရေးလုတ်တဲ့အတွက် မြမပြည်ကိုဖက်ဖက်ကတန်ခတ်ပိတ်ဆို့ရတဲ့အတွက်အခုလိုပြည်သူတွေအလုံးလက်မဲ့ဖြစ်နေကြတာပဲအလုံးလက်မဲ့ဖြစ်တာနဲ့နောက်ွယ်မှာရှားရွှေမှုတွေပိုပြီးများလာမယ်ဆိုတာခင်ဗျားတို့မမေ့နဲ့နောက်ထပ်သတင်းဘုတ်ကရန်ကုန်မှာစက်တင်ဘာတလအတွင်းစီရေးပြမဲ့ရှိခုကိုသူတို့ပြည်ရဲ့အဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့ပါတယ်သူတို့ပြောတယ်တိုက်ခိုက်တယ်ဆိုတဲ့နေရာတွေကိုလိုက်ပြီးတော့ကြိတ်လိုက်တဲ့အခါကျတော့ရဲကြီးယုံနေအုတ်ချိုရဲမှုယုံနေထွေးအုတ်ယုံနေဖြစ်နေတယ် အုတ်ချုပ်ရည်မှုယုံထွေးအုတ်ယုံရဲ့ကျေမှုယုံနေဆိုတာကအပြစ်မဲ့အယက်သားပြည်သူလက်နက်ကင်ထားခြင်းမရှိတော့လက်နက်မဲ့ယက်သားပြည်သူတွေကိုတရားဥပဒေစိုးမှုအောင်လှုပ်ဆောင်ပေးတဲ့နေရာဟုတ်တယ်နော်ထွေးအုတ်ယုံနေရက်ွက်အုတ်ချုပ်ရည်မှုယုံနေဆိုတာလက်နက်မဲ့နေတဲ့လက်နက်ကင်ထားခြင်းမရှိတော့လက်နက်မဲ့ယက်သားပြည်သူတွေကိုတရားဥပဒေစိုးမှုအောင်လှုပ်ဆောင်ပေးတဲ့နေရာအယက်သားပြည်သူအများပြည်သူတွေသက်ဆိုင်တဲ့နေရာ ိုင်စစ်တပ်မရှိတော့လက်နက်ကရဲတပ်ဖွဲ့မရှိတော့လက်နက်မဲ့ရဲသားပြည်သူတွေနေတဲ့နေရာဒီလက်နက်မဲ့ရဲသားပြည်သူတွေကိုတရားဥပဒေစိုးမှုအောင်ဝန်ဆောင်မှုပေးတဲ့နေရာအများပြည်သူသက်ဆိုင်တဲ့နေရာကိုခမားတို့ကအစီရေပြတ်မှတ်ရှိခုကိုတိုက်ခိုက်တယ်ဆိုပြီးစီရေပြတ်မှတ်လို့တတ်မှတ်ပြီးခမားတို့စီရေပြတ်မှတ်လို့တိုက်ခိုက်တယ်ဆိုရင်အဲ့ဒါစစ်ရဇွဲမှုမြောက်တယ်အဲ့ဒါအကြမ်းဖက်မှုဖြစ်တယ်ခမားတို့ဒီရဲသားပြည်သူတွေကိုစီရေပြတ်မှတ်အဖြစ်အတုံးချပြီးတိုက်ခိုက်နေတဲ့ 还捡半块大皮的。